အလုံးမမင်္ဂလာပါခင်ဗျာ Night Ticket Soccer Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ Europa တိုက်ရဲ့လူစိတ်ဝင်စားမှုအခြေဆုံးဘောလုံးပြက်ကရင်ကပြီးဆုံးသွားခဲ့ပေမဲ့ FIFA ကနေကြီးမှုကျင်းပမဲ့ကမ္ဘာ Club Flag ပြိုင်ပွဲကမကြာခင်စတင်တော့မှာဖြစ်ပါတယ်။အရင်ကတော့ဒီကမ္ဘာ Club Flag ပြိုင်ပွဲကို Europa Champion, ASA Champion, Tom America Champion စသည်အဖြစ် Champion တွေကြီးပဲအသင်း၄-၅သင်းတော့သာစုပြီးပြိုင်ရတဲ့ပြိုင်ပွဲဆိုပေမဲ့ဒီအသည်မှာတော့ FIFA ဟာကမ္ဘာ Flag ပြိုင်ပွဲလိုပဲ ကလပ်အသင်းပေါင်း32သင်းနဲ့ပထမဆုံးအကြိမ်ကြီးမှုကျင်းပမှာဖြစ်ပါတယ်။စတင်မယ့်ရက်ကဇွန်လ15ရက်နေ့ကနေဇူလိုင်လ14ရက်နေ့အထိဖြစ်ပြီးတော့ဒီပြိုင်ပွဲရဲ့ထူးခြားချက်ကစုချင်းငွေအမြောက်အများရှိမြတ်မှာပဲဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာဘိုဆွဲနိုင်တဲ့အသင်းဒီစတာလင်ပေါင်းတန်100ကျော် US ဒေါ်လာ125သန်းစုရှင်းမြတ်ခံရမှာဖြစ်ပါတယ်။ကလပ်အသင်း32သင်းပါမယ်၄သင်းတအုပ်စုနဲ့အုပ်စု၈အုပ်စုပါဝင်မှာဖြစ်ပါတယ်။ ရောပတိုင် UFA ကိုကိုစားပြုတဲ့အသင်း၁၂သင်း၊ကွန်မီပိုလို့ခေါ်တဲ့တောင်အမေရိကတိုက်ကိုစားပြုအသင်း၆သင်း၊ကွန်ကာကပ်လို့အမည်ရတဲ့မြောက်အမေရိက၊ Central America နဲ့ Caribbean ဒေသကိုကိုစားပြုတဲ့အသင်း၄သင်း၊ OFC Oceania Football Confederation သမုဒ္ဒရာပိုင်းစုံကတသင်း၊ ASEAN တိုက်ကိုကိုစားပြုတဲ့အသင်း၄သင်း CAF လို့ခေါ်တဲ့ Confederation African Football ကိုကိုစားပြုတဲ့အသင်း၄တင်အင်ရှင်နိုင်ငံတစ်တင်စုစုပေါင်း32တင်ဖြစ်ပါတယ်။အိုရိုပါဘောလုံးဖွဲ့ချုပ် UEFA ကိုကိုစားပြုတဲ့အသင်းတွေက Real Madrid, Chelsea, Manchester City, Bayern Munich, PSG, Inter, Porto, Benfica, Dortmund, Juventus, Atletico Madrid နဲ့ RB Salzburg တို့ဖြစ်ပြီးတော့ ဒီအသင်းတွေဒီဝင်ခွင့်ရတာနဲ့တင်စုချင်းငွေအမေရိကန်ဒေါ်လာ17.8တန်းကနေ38.19တန်းအထိအဆင့်တက်မှတ်ချက်အတိုင်းရရှိမှာဖြစ်ပါတယ်။တော်မရိကတိုက်ကိုကိုစားပြုတဲ့အသင်း6သင်းကတော့ဘရာဇီးနဲ့အာဂျင်တီးနားနိုင်ငံကိုကိုစားပြုတဲ့ကလပ်သင်းတွေဖြစ်ပြီးတော့ပါမီယက်စ်ဖလာမင်ဂိုဖလူမီနစ်ဘိုဒါဖိုဂိုအာဂျင်တီးနားကရီဗာပလေးနဲ့ဘိုကာဂျူနီယာအသင်းတို့ဖြစ်ပါတယ်။ဒီအသင်း၄သင်းဒီ ဝင်ကြေးငွေဖြစ် US ဒေါ်လာ15.1တန်းရရှိမှာဖြစ်ပါတယ်။မြောက်အမေရိကစန်ထရယ်အမေရိကနဲ့ကာရေဘီယံကိုကိုစားပြုတဲ့ကွန်ကာကပ်ဇုံက၄တင်းကတော့မက္ကဆီကိုနိုင်ငံကအစောပိုင်းမှာကလပ်တင်း၃တင်းအထိဝင်ခွင့်ရခဲ့ပါတယ်။မွန်တာရီပါချူကာနဲ့ကလပ်လီယွန်တို့ဖြစ်ပြီးတော့မေဂျာလိဂ်ကဆီယက်တယ်ဆောင်းတာတို့ဖြစ်ပါတယ်။ နောက်ပိုင်းမှာမက္ဆီကိုကလပ်နှစ်သင်းဖြစ်တဲ့ပါချူဂါနဲ့ကလပ်လီယွန်ဟာပိုင်ရှင်တဦးတည်းကပိုင်ဆိုင်တဲ့အသင်းတွေဖြစ်တဲ့အတွက်ဖီဖာရဲ့စီးမင်းစည်းကမ်းတွေအရကလပ်လီယွန်သင်းကိုပြိုင်ပွဲကထုတ်ပယ်ခဲ့ပြီးတော့လစ်လက်သွားတဲ့အဲ့ဒီတနေရာအတွက်အယ်လီဂလက်စီနဲ့မက္ဆီကိုကလပ်ကလပ်အမေရိကတို့ကပလေးအော့ဖ်မနေ့ကကစားခဲ့ရပါတယ်။အဲ့ဒီမှာအယ်လီဂလက်စီအသင်းက2-1နဲ့နိုင်ခဲ့ပြီးတော့ဒီပြိုင်ပွဲကိုနောက်ဆုံးဝင်ခွင့်ရတဲ့အသင်းဖြစ်ပါတယ်။ ဒီကွန်ကာကပ်ဇုံကိုကိုစားပြုမဲ့လေတဲ့အတွက်လဲဝင်ခွင့်အဖြစ်စုချင်းငွေ US ဒေါ်လာ6.55တန်းရရှိမှာဖြစ်ပါတယ်။အစားတက်ကိုကိုစားပြုပြီးဝင်ခွင့်ရတဲ့အသင်းလေးတဲ့က Saudi Pro League ရဲ့ထိပ်သီးကလပ် Al Hilal ဂျပန်ဂျီလီကာ Urawa Red Diamond နဲ့ UAE ကလပ် Al Ain နောက်ကိုရီးယားကိုစားပြုကလပ် Ulsan HD အသင်းတို့ကဝင်ခွင့်ရပြီးတော့ ဒီအစတိုက်လေးတဲ့ဟာလဲဝင်ဝင်ရတာနဲ့တည်းစုချင်းငွေ6.55တန်းကိုရရှိမှာဖြစ်ပါတယ် CAF လို့ခေါ်တဲ့ Confederation of African Football ကိုကိုစားပြုရတဲ့အသင်း၄တဲ့က African Giant လို့လူသိများတဲ့ Egypt နိုင်ငံ Club and Allah Morocco နိုင်ငံရဲ့ Wydad AC Tunisia နိုင်ငံ Club Esperance de Tunis တောင် Africa နိုင်ငံ Club Mamelodi Sundowns စုစုပေါင်း၄တဲ့ဖြစ်ပါတယ် အဲ့ဒီ၄သိန်းကိုလည်းအမေရိကန်ဒေါ်လာ6.55တန်းစုချီမြင့်မှာဖြစ်ပါတယ်။ဒီနေ့မှာကမ္ဘာဘောလုံးအဖွဲ့ချုပ် FIFA ဟာအာဆာတဲ့ကိုကိုစားပြုတဲ့အသင်းတွေရဲ့အာဖရိကကိုကိုစားပြုတဲ့အသင်းတွေရဲ့ပြီးတော့ဒီကွန်ကာကက်ဇုံကလာတဲ့အသင်းတွေရဲ့ဒီအသင်းတွေကိုအဆင့်အတန်းအတူတူပဲသတ်မှတ်ထားတာတွေ့ရပါတယ်။ဒါကကျွန်တော်တို့ဘောလုံးပွဲတွေကိုချက်ကတ်တဲ့အခါဒီအသင်းတွေကြောင့်မလေဗယ်ကွာမှုမရှိဘူးဆိုတာကိုသိသိချင်းလို့ကျွန်တော်ပြောတာဖြစ်ပါတယ်။ နောက်ထပ်တဲ့တင်းကသမုတ်တရားပိုင်းစုံကိုကိုသားပြုတဲ့အသင်းဖြစ်ပြီးတော့နယူးဇီလန်နိုင်ငံကလပ်အော့ကလန်စီးတီးဖြစ်ပြီးသူကတော့ဝင်ကြီးဖြစ်အ ਨੇ ဆုံးအနေနဲ့3တသမ5သန်းသာရရှိမှာဖြစ်ပါတယ်။အင်ရှင်သင်းအနေနဲ့ဒေနမတ်စီရဲ့အင်တာမီယန်မီကဝင်ခွင့်ရရှိခဲ့ပါတယ်။ဒီပြိုင်ပွဲမှာရှင်းမြင့်မဲ့စုချင်းတွေကိုကြည့်တဲ့အခါယူလောက်စရာကောင်းပါတယ်။အောက်စုစစ်မှာနိုင်ရတဲ့တင်းဟာတပွဲအနိုင်ရရင် US ဒေါ်လာ2သန်းရရှိမှာဖြစ်ပြီးတော့တရေကျရင်တော့1သန်းရရှိမှာဖြစ်ပါတယ်။ အုပ်စုကလွန်မြောက်ပြီးတော့16သိန်းစင့်ကိုရောက်ရင်အဲ့ဒီအစ်စ်မှာနိုင်ရတဲ့အသင်းတွေ US ဒေါ်လာ9.5သန်းရရှိမှာဖြစ်ပါတယ်။ Quarter Final မှာနိုင်ရတာနဲ့73.125သန်းရရှိပြီးတော့ Semi Final မှာအနိုင်ရရင်23သန်းရရှိမှာဖြစ်ပါတယ်။ Final မှာကစားကွင်းရပြီဆိုတာနဲ့အဲ့ဒီကစားကွင်းရတဲ့2သိန်းတွေတန်30စီတတ်တတ်ရမှာဖြစ်ပြီးတော့ပိုဆွဲတဲ့အသင်းတွေ American Dollar တန်40နောက်ထပ်အပိုစုအနေနဲ့စီမံခံရမှာဖြစ်ပါတယ်။ လောလောဆယ်ဒီပြိုင်ပွဲမှာဘူဆွဲဖို့ရေပန်းအစားဆုံးအသင်းက Real Madrid အသင်းဖြစ်ပြီးတော့ဒုတိယနေရာမှာတော့ Manchester City တတိယနေရာမှာ Bayern Munich နဲ့ Stuttgart နေရာမှာ Chelsea တို့ကအသီးသီးရပ်တည်နေကြပါတယ်။ပူပူနွေးနွေး Europa Champion ဖြစ်သွားတဲ့ PSG အသင်းကတော့အဆင့်၅နေရာမှာရှိပါတယ်။ဘူဆွဲမှုရေပန်းအစားဆုံး Tottenham အသင်းနေထဲမှာ Europa Tag က1 2 9ကိုသင်းအထိပါဝင်ပြီးတော့နံပါတ်10နေရာမှာတော့ Brazil Club Flamengo ကရပ်တည်နေပါတယ်။ အာရှချန်ပီယံကြီးအော်ဟီလေကတော့အဆင့်၁၂နေရာမှာရှိပြီးတော့လီယိုနယ်မက်ဆီနဲ့ဒေးဗစ်ဘက်ခမ်းတို့ရဲ့အင်တာမိုင်ယာမီအသင်းကတော့အဆင့်၁၂နေရာမှာရှိတာဖြစ်ပါတယ်။ကမ္ဘာကလပ်ဖလားပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်ကိုတော့ Asian Inter Miami အသင်းနဲ့ African Jaya လို့လူသိများတဲ့ Ed Alaro ရဲ့ Osu A ပွဲစဉ်နဲ့စတင်ဖွင့်လှစ်မှာဖြစ်ပါတယ်မြန်မာစံတော်ချိန်မနက်6:00ခွဲ15ရက်နေ့မှာဖြစ်ပါတယ်အဲ့ဒီပွဲတွေဖွင့်ထားတဲ့စတင်ချိန်မှာ Ancient Inter Miami အသင်းကနေ1ပေါင်80ဘော်ဒီဂျင်းနဲ့ဂိုးပေါင်းဂျင်းက3ပေါင်း80ဖြစ်ပါတယ်။ဒုတိယပွဲဖြစ် Bayern Munich နဲ့ Auckland City တို့ကစားမှဖြစ်ပြီးတော့အဲ့ဒီပွဲမှာ Bayern Munich ပေးထားတဲ့ဘော်ဒီဂျင်းလေးကိုနားထောင်ကြည့်ပါဦးဗျာ။ Bayern Munich အသင်းကနေဘော်ဒီဂျင်း၄အနှုတ်25နဲ့ဂိုးပေါင်းဂျင်းက5အပေါင်း80ဆိုပြီးတော့ပေးထားပါတယ်။ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာတော့လောက်ပဲပြောပါမယ်။နောက်ဗီဒီယိုမှာတော့အုတ်စု ABCD ကနေ HD ဘယ်အသင်းတွေကနောက်တစ်ဆင့်တက်ဖို့အတွက်ရေပန်းစားနေတယ်ဆိုတဲ့အကြောင်းနဲ့ထပ်ပြီးတော့ဆုံတွေ့ကြပါမယ်။အစိုးရလက်ကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးပဲတင်ရှိပါတယ်။မြန်မာပြည်ကြီးမြန်ဆုံးအေးချမ်းပါစေ။အတ္တမတရားလဲမြန်မြန်ကျဆုံးပါစေခင်ဗျာ။